ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့အရှင်ဖမီတာတဲ့မဟာလာတပည့်ရင်းမေရောင်းနေရာကြောင့်ပြမသူရံမလဲနဲ့နေထိုးမြန်ပြပါ တဲ့ပေါ်ရှင်လေးမင်္ဂလာပါရှင်အခုကြောင်ရတဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်တုံးသက်ပေးကြပါဦးရှင်ဒီနေ့ April 29ရက်နေ့ဒီနေ့မှာဗမောတိုက်ပွဲအတွင်းမှာ စကခ27က ျွန်တော်တို့အရှင်ဖမ်းမိထားတဲ့အကြမ်းဖက်စစ်ခွေးတက်ကရဲမေတရာကျော်ဆရာသူတို့ကိုဘာလို့တိတ်လဲကျွန်တော်နဲ့ကျွန်တော်မိပါတယ်အဖြေရှာတိုင်ပင်ရမယ်နေ့ဖြစ်ပါတယ်ဆိုတော့နောက်တဲ့သတင်းတွေမှာကျွန်တော်တို့ကွန်ကရစ်ကရင်ပြည်နယ်အတွင်းထဲကအကြမ်းတမ်းဆုံးသော တိုက်ပွဲတွေအကြောင်းတင်ပြပေးပါမယ် ။နောက်ဆုံးမှာတော့ကျွန်တော်တို့နဂခကနေပြီးတော့တက်လာတဲ့စက်တက်လေဒီကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင် လက်ထဲကို ရောက်ရှိနေပြီဆိုတဲ့အကြောင်းကိုတင်ပြပေးပါမယ်။ဒီကုန်းချုပ်အနေနဲ့လက်ရှိကျွန်တော်တို့နိုင်ငံအတွင်းမှာခိုးဆိုးလူနိုင်တွေအင်မတန်ကို များပြားနေတဲ့အကြောင်းတွေကို ကျွန်တော်တင်ပြပေးပါမယ်။ဒါကြောင့်ကျွန်တော်ရဲ့ view ကိုအဆုံးထိဝင့်ကြည့်ရှုကျွန်တော်ရဲ့မိဘပြည်သူတဦးချင်းစီတိုင်းကိုတလေးစားဖိတ်ခေါ်လိုက်ပါတယ်။ ဗမော်မှာတော့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပါတယ်ကျွန်တော်တို့ကတော့တိုက်စစ်သူတို့ကတော့ခံစစ်ပြေးစစ်နောက်ဆုံးမှတော့အသေးတေးတာတော်မှအလောင်းတွေကိုကောက်လို့မရတဲ့အခြေအနေအထိအခုပုတ်ပွားနန်းဟောင်းနေတဲ့အခြေအနေတွေအများကြီးနေရာစုံမှာ ဖြစ်ပေါ်နေတယ်ဆိုတော့ ျွန်တော်တို့ကင်ပီနယ်အတွင်းထဲမှာဒါကွန်ကရစ်တခွင်ထဲမှာပဲအကြောင်းဖက်စစ်ခွေးတက်ရဲ့အထိုင်စခန်းကြီး၃ခုကိုတပြိုင်နက်တည်းထိုးစစ်ဆင်နေတယ်ပြီးတော့ KIA ဗမောမှာလည်းပဲကျွန်တော်တို့ KIA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေကအကြောင်းဖက်စစ်ခွေးတက်စခန်း၃လုံးကိုတပြိုင်နက်တည်းအမှုန့်ကျိတ်ချိန်မုံနေတယ်ဆိုတော့၃နှလုံးကပူးနေပါတယ်ဟုတ်ပြီကျွန်တော်ဒီကပြောချင်တဲ့အကြောင်းအရာဟာ အကျွန်ဖက်စစ်ခွဲတက်မိသားစုတွေရဲ့အသက်ဟာဈေးပေါ်သွားပြီဆိုတော့သူတို့တွေဟာကျွန်းအဖြစ်ခိုင်းစားခံနေရတယ်ဆိုတာကို သူတို့လည်းသိတယ်ဒါပေမဲ့သူတို့ယုံထက်လို့မရဘူးအခုအချိန်မှာတော့နောင်တအကြီးအကျယ်ရနိုင်ကြပါတယ်ဆိုတော့အဲ့နောင်တကိုဘယ်မှာရနိုင်တာလဲလို့ကိုရှင်လေးပြောဦးလေဗျာဆိုရင်တော့အဝေစီငရဲမှနောင်နာရနေတာပါ ဟုတ်ပြီမမစစ်စင်ရေကုကဲရေမှုဌာနချုပ်စကခ27ပြီးတော့ချင်းလင်းချင်းမြန်တက်ရင်ကျွန်တော်တို့40ခွန်ကိုကျွန်တော်တို့ဗမော်နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေက ပြင်းထန်တဲ့ထိုးစစ်တွေဆင်နွှဲနေတယ်ပြီးတော့နောက်ထပ်တစ်ခုဂျမ်ဖက်စစ်ခွစ်တက်အထိုင်ချထားတဲ့ဗမော်စုပေါင်းဂျုံကိုလည်းပဲအမှုတ်ကျိတ်နေပါတယ်ဒါလည်းတုံးကနန်းမှာဆိုတော့ ်ပါတီတို့နဲ့မြန်တိုင်ပါတီတို့နဲ့တိုင်ပင်ပြီးတော့လုပ်နေကြတာလားခါတကြစဉ်းစားဖို့နင်းနေကောင်းတယ်လို့ဟုတ်ကဲ့ကောင်းပြီအဲသူတို့တွေထပ်ထပြီးတော့တခါတခါပြောတာတွေကမှန်တယ်ဗျဟာကရင်မှာကရင်ထုံးစစ်ကြီးစနေပြီလောက်ကြပါအောင်ခန်းစစ်ပြင်ပါအောင်ဆိုတော့ကွန်ကရစ်နဲ့ကြုံတို့တိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတော့သူတို့ကခန်းစစ်ကိုပြင်ထားတယ်ဆိုတော့ပြင်ထားပြင်ထားတဲ့နေရာကကွန်ကရစ်ခန်းစစ်မှာမဟုတ်ပါဘူး ဆိုတော့ဒီနေ့အဲ့ဒီအကြောင်းတွေကိုလည်းကျွန်တော်တခါလေးဆက်ဆက်ပြီးတော့တင်ပြပေးမှဖြစ်တယ်ဗျဟုတ်ပြီဗမောကိုပြန်ပြီးတော့ကြည့်ကြည့်ရအောင်ပါကျွန်တော်တိုက်ပွဲ တွေ့တွင်းမှာကျွန်မဖက်စစ်ခွေးတက်ကတော်တော်များများဆုလိုက်အပြုံလိုက်သိဆုံးနေရပါတယ်ဆိုတော့အဲ့ဒီအဆုလိုက်အပြုံလိုက်သိဆုံးမှုတွေဟာဘာတူတွေပါလဲကျွန်မဖက်စစ်ခွေးတက်ရဲ့တက်ဝင်းထဲမှာပိတ်တောင် ခံရရတဲ့တစားခံအဖြစ်အသုံးချခံနေရတယ်ပြီးတော့ အရာရှိအစင်စင်အောက်ခြေစခွေးတွေနဲ့သူရဲ့မိသားစုဝင်တွေကိုကျွန်လိုမျိုးအခိုင်းခံနေရတဲ့သမင်းစားပြီးလူမဖြစ်တဲ့လူဖြစ်ရှုံးတဲ့သူတွေရဲ့အလောင်းတွေထပ်နေတာပါကျွန်တော်စစ်မှတ်ဖြစ်ပြီးတကယ်တမ်းဆိုရင်သူတို့လောက်ကမဲ့အလောက်က တမိသားစုတွေကိုအရင်ဆုံးပြောင်းရွှေ့ပေးရမှာမဟုတ်ဘူးလားကျွန်တော်မြင်ပါကျွန်တော်ရိုးရိုးသားသားလေးပဲတင်ပြပြောဆိုနေတာဖြစ်တယ်ဆိုတော့တမိသားစုဝင်တွေဆိုတော့အဲ့ဒီမှာအကုန်လုံးပါအမျိုးသမီးတွေရောဒါအမျိုးသားတွေရောပြီးတော့အချို့ကလေးတွေလည်းပါကောင်းပါပါတယ် ဆိုတော့ဒီအချိန်တွေမှာတက်ဝင်းတဲကနေပြီးတော့အပြင်ကိုပေးမထွက်ဘဲနဲ့အသေးခံခိုင်းနေဆိုရလို့ရတော်တော်လေးကိုစူဝါရုံညံ့လုံးနာကိုဒီနေ့ဗမော်မှာထပ်ပြီးတော့ကျွန်တော်တို့မြင်တွေ့လိုက်ရတာပါဗမော်ဟာကြောပြန်တိုက်ပွဲ ပြင်းထန်နေတယ်လို့ပြောမယ်ဆိုရင်လည်းမှန်ပါတယ်ဒီနေ့မှာပဲမမော်စည်ရီဒါဒရင်ရင်းမြစ်တွေရ လက်ရှိအကျမဖတ်စစ်ခွေးတက်ရဲ့အလောင်းတွေတောင်းလို့ရလို့ပေါင်နေပါတယ်ဆိုတော့တို့အလောင်းလဲသူတို့မကောက်နိုင်တော့ဘူးမကောက်နိုင်တဲ့အပြင်သူတို့တောင်းမှအသက်ရှူရမယ့်အချိန်နည်းနည်းလေးပဲကျန်တော့ပါတယ်ဒီအချိန်နေမှာ အကျမဖတ်စစ်ခွေးတက်ရဲ့ရဲမီအယောက်တရားကျော် ျွန်တော် KI အနေပူပေါင်းတပ်ဖွဲ့ဝင်နေစီမှာလက်နက်ချအညံ့ခံလိုက်ရပါတယ်ဆိုတော့တနာစရာကောင်းတဲ့အဖြစ်မျိုးလားဘာကြောင့်တိုက်ပွဲပြင်းထန်နေတဲ့အချိန်ဘာကြောင့်သူတို့သေကံနေတဲ့အချိန်ကြမှာဘာကြောင့်သူတို့အရှိမဆုလိုက်အပြုံလိုက်စတိခံနေရတဲ့ ်နောက်ဆုံးသောအချိန်ကြာမှဘာကြောင့်သူတို့လက်နဲ့ချရလဲကျွန်တော်တို့တိုက်ပွဲတွေမှာကျွန်တော်တို့ရဲဘော်တွေအဲ့ဒီရဲခွေးမတွေအသေးကိုကျွန်တော်တို့ဘိုးဆိုးပတ်ဆက်ခံခဲ့ဘူးလေကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့တငငင်းရဲဘော်ရဲဘက်တွေပါရင်ကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာရေးပေးခဲ့ပါတိုက်ပွဲဆင်မနာပြင်မှာအပန်းကိုစိုးနေအောင်អော်လာ ဆဲရမှာပိုးစုံပတ်ဆက်ကျွန်တော်တို့ဆဲရနော်ပိုးစုံပတ်ဆက်ဟာကျွန်တော်တို့ပြန်မဆဲရဘူးကျွန်တော်တို့အဲ့လိုလည်းပြန်မဆဲတတ်ဘူးဒါဟာအမှန်တရားကျွန်တော်မြင်ပါတယ်ဆိုတော့စမြေပြင်တော်တော်များများအဓိကအဖြစ်ကတော့အဲ့လိုမျိုးဒါဌာနချုပ်လိုမျိုးတွေပြီးတော့ဒါ viewer ဖုန်းတွေပြီးတော့ကုတ်ကဲရုံးတွေကိုဝင်အောင်တိုက်ခိုက်တဲ့အချိန်မှာအဲ့ဒီအဲမှာရှိတဲ့ရဲမီတွေအော်လန်ကဲနေအောင်ဆဲတာ ကျွန်တော်အချို့ခိုင်းနိုင်ကြတယ်ဟိုငစိမ့်တယ်အချို့ခိုင်းနိုင်ကြတယ်အဝါတယ်ဆိုတော့သူတို့ထစိုးပါတယ်ဒါကတော့ကျွန်တော်မြေပြင်မှာကျွန်တော်အရင်အစဲခံရတဲ့အခြေအနေတွေပါဆိုတော့တိုက်ပွဲတွေခြားတယ်မှာပဲသူတို့ကဆဲဆိုအာညတိညပတ်တွေပြောဆိုပြီးတော့သူတို့ကကျွန်တော်တို့ကိုရင်ဆိုင်တာဆိုတော့အခုချိန်မှာတော့အဲ့ဒီရဲမီတွေကျွန်တော်တို့ အရှင်ဖမ်းမိထားပါတယ်ဆိုတော့ကျွန်တော်မိဘတွေစီမှာ ဖြေရှိမှာပါသူတို့ကိုကျွန်တော်တို့ဘယ်နေရာမှာအသုံးချရင်ကောင်းလဲသူတို့ကိုဘာလောက်ခိုင်းသင့်လဲသူတို့ကိုဘလူမျိုးထားသင့်လဲဆိုတော့ကျွန်တော်ရဲ့ Telegram မှာကျွန်တော်အကြံဉာဏ်တောင်းတော့ရဲဘော်ရှန်လီဖမ်ဘီကမိသားစုနေရပြောချတယ်ကိုရှန်လေးတဲ့ကောင်းဝလျှောက်ခိုင်းလိုက်တယ်ကိုရှန်လေးတဲ့ဘာလဲသူတို့ကို ဒီအဒုံရင်ကခိုင်းလိုက်ပေါ့ဗျာကိုစံလေးတဲ့သူတို့ကိုတန်ချက်ထိုးခိုင်းလိုက်ပေါ့ဗျာဆိုတော့အမျိုးမျိုးပါအချို့ကလည်းပြောတယ်ဟာကိုရှမ်းနဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအာမဲဖောက်ပြေးပါလားဟာကျွန်တော်နည်းနည်းလန့်သွားအဒါတော့အဆင်မပြေဘူးလို့ဒါတော့အဆင်မပြေဘူးသူတို့စီမှာအနံ့မျိုးစုံကပ်ပါနေတာ ဆိုတော့ကြုံတဲ့နေရောခွေးနဲ့နေရောခွေးယိုးအနဲ့နေရောမီးမီးဖုတ်ခံရတဲ့အနဲ့နေရောကျွန်တော်ပြောရင်အချို့အစမပြေမှာဆိုလိုပါဟုတ်ပြီဆိုတော့ကျွန်တော်တို့ကတော့သူတို့ကိုအတကုံညွန်ပါလေဆိုတော့သူတို့ဟာလည်းပဲနောက်ဆုံးအခြေအနေမှာသူတို့တွေတေတော့မယ်တေရမယ့်အခြေအနေကြရင်တော့အခုလိုပဲကျွန်တော်တို့ရဲ့ပြည်သူရှိမှဒုထောက်အញ្ញံခံလက်နဲ့ချတာ ဆိုတော့အရှင်းမှာကျွန်တော်တင်ပြခဲ့ပြီးပြီမြေပြင်တိုက်ပွဲတွေမှာအဲ့ဒီကောင်မတွေဟာတကောင်မလို့ပြောတာကကျွန်တော်မိပါတယ်ကျွန်တော်ဂျိုင်းနဲ့စကားဆိုတာမဟုတ်ဘူးသူတို့တွေရဲ့အတန်ကျွန်တော်တို့အခုချိန်ထိနားထဲမှာကြားနေရဆဲပိုးစုပ်ပဆက်အစဲခံရတာကျွန်တော်တို့ကဆိုတော့သူတို့ကပြေးမဲ့တာပြေးတာတေးမဲ့တာတေးသွားတာဘလောက်ထိရိုင်းဆိုင်လဲဆိုတာကိုကျွန်တော်မိပါတယ်ကိုကျွန်တော်ထင်တာအောင် တပြနေချင်းဖြစ်တယ်ဟုတ်ပြီသူတို့ကိုကျွန်တော်တို့ဘလို့အသုံးချကြတယ်ရောက်တရားကြောင့်သူတို့တော်လိုင်းရေးရင်ပုံငွေရအောင်ဂျပန်ကရုံးကြီးစီပို့လိုက်ရင်ကောင်းမလားစတာပါဗျာဟုတ်ပြီအဲ့လိုမျိုးကျွန်တော်တို့သာစကခ21မှာအကြမ်းဖက်စစ်ခွေးတက်မိသားစုဝင်တွေပြီးတော့ချစ်ရင်းချင်းမြန်တက်ရင်းဌာနချုပ်တွေမှာဒါပိတ်မိခံပြီးတော့ကျွန်တော်တို့ ဒါဗမော်ရဲ့စူပေါင်းယုံတွေမှာအသေးခံနေရတဲ့တခွင့်မိသားစုဝင်တွေဘလောက်တောင်များပြားနေလဲဆိုတာကျွန်တော်မိဘတွေကိုတင်ပြနေခြင်းဖြစ်ပါတယ်ဟုတ်ပါတယ်။ဘာကြောင့်သူတို့တွေအသေးခံဖို့ထိုက်တန်ရတာလဲ။ဒါလည်းစဉ်းစားချက်ရှိတယ်။သူတို့ဘာကြောင့်စစ်တုံမှန်ဖြစ်ရတာလဲ။ အားလုံးရဲ့ယွန်ရှာမုန်တီးခြင်းခံနေရတဲ့သူတို့ရဲ့ဘဝဘာတစ်ခုမှတန်ဖိုးမရှိတော့ဘူး။ဒါကြောင့်လည်းပဲသူတို့နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြည်သူတဦးချင်းစီတိုင်းကလည်းတကယ်ကိုယွန်လာကျွန်တော်တို့ကလည်းယွန်လာဟုတ်ပြီအခုအချိန်နေမှာကျွန်တော်တို့ဗမော်နဲ့ပတ်သက်ပြီးတော့တိုက်ပွဲသတင်းတွေအောင်ပွဲသတင်းတွေအကြခင်မှာကျွန်တော်ရင်ပြပါလေ ပြပြဝဝခံစားရမှာဖြစ်ပါတယ်။ဆိုတော့ဒီအပိုင်းတွေအတွင်းမှာကျွန်တော်တို့ပြင်းထန်တဲ့ထိုးစစ်တွေကိုနေရာစုံမှဆင်နွှဲနေကြပါတယ်။ရင်နာနာနဲ့ကျုံနဲ့ပွဲဆိုရင်ပို့ပြီးတော့မှန်ပါလိမ့်မယ်။အကူရှမ်းလေးဘယ်နေရာအတွက်ရင်နာတာလဲ။ကျောင်းရေးပေါ်ကြီးအမြဲတမ်းတနိုင်ငံလုံးမှာတိုက်ပွဲဝင်နေတဲ့တပ်ဖွဲ့ဝင်နိုင်တဲ့တသွေးတဲ့တသားတဲ့တတတဲရှိတာပါ။ ျွန်ရဲဘော်တွေရင်နာကြတဲ့အကြောင်းရင်းရှိပါတယ်ဟုတ်ပြီဒီလိုအချိန်တွေမှာခုချိန်ထိလည်းပဲသူတို့တွေဟာဒါတိမ်မဲ့အချိန်ကိုထိုင်ဆောင်နေရတာပါအကြမ်းဖက်စစ်ခွေးတက်ကနေပြီးတော့လေကြောက်ကနေပြီးတော့ဘုံအလုံးကြီး20ကျော်30ဒီပါဒါရောက်ကျဲချသည့်တိုင်အောင်မြေပြင်မှာပဲပြောချင်တာကတော့မြေပြင်တိုက်ပွဲမှာပဲအဖြစ်ရှိတာ အခုဆိုရင်တို့တွေဒါဆက်တက်လေဒီတွေတုံပြူနေတယ်ပြီးတော့တရုတ်ထုတ်ဂျုံတွေအုံပြူတယ်ရုရှားထုတ်အဲဆီလနပစ္စည်းတွေလည်းတို့တွေအုံပြူတယ်ဒါပေမဲ့လည်းပဲကျွန်တော်တို့စီကတို့တွေဘာမှမျှော်လင့်လို့မရဘူးဒါတော့လည်းပဲကျွန်တော်ရဲ့တက်ဒီကံပါဆိုရင်ကျွန်တော်တင်ပြထားတယ်ဒီကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖက်စစ်ခွတ်တဲ့အထီးကျန်အထီးပြနေတာဖြစ်တယ်ဆိုတော့ကျွန်တော်ရဲ့မိဘတွေအရန်ကိုဂူးဆိုင်ပြပါကျွန်တော်ရဲ့ဒါ ဘာပြည်သူအတီးတီးပေါ့ဗျာဆိုတော့ဟုတ်ပြီအကြံဖက်စစ်ခွေးချက်ခွေးပေါ့မတွေအကောင့်တရာကျော်ဖန်စီထိမ့်သိမ်းခံထားရပါတယ်ဆိုတော့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့မိဘပြည်သူတွေရဲ့ဆန္ဒနဲ့အညီဆောင်ရွက်သွားမှာဖြစ်ပါကြောင်းဟုတ်ပြီနောက်ထပ်၃ခုအဲ့ဒါကတော့ ကွန်ကရစ်မှာကျွန်တော်အချမ်းဖတ်စစ်ခွေးတက်စကန်သုံးခုကို KIA နဲ့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းတိုက်ခိုက်အမှုတ်ကျိတ်နေပါတယ်ဆိုတော့ထုံးစံအတိုင်းပဲဂျမ်ဖတ်စစ်ခွေးတက်ကလေးချောင်းကနေပြီးတော့ဘုံကျဲတာကလွဲလို့ကျွန်တော်ဘာမှလုပ်လို့မရတော့ပါဘူးတေချာပေါ့ကျောင်းလက်ထဲကိုရောက်လာမှာဖြစ်တယ်။ကရင်တိုက်ပွဲစနေ။ဆိုတော့ 간ကောင်းတာကအရှိမကျွန်တော်ပြောတဲ့ရဲမီတရားကျော်က KIA မှာအဖမ်းခံလိုက်ရလို့တရင်နေမီမှာအဖမ်းခံလိုက်ရလို့ကတော့ဘဂျောနဲ့ပဲအစင်းပြေမှာပါဟုတ်ပြီနောက်တဲ့သတင်းတစ်ခုကတော့ကျွန်တော်တို့နမခကနေပြီးတော့တက်လာတဲ့စက်တက်လေဒီပရိုမိုတာတက်ကြသွားတဲ့အကြောင်းပါဆိုတော့ဒီတစ်ခါကတော့ ကျွန်တော်တို့ဒါဆက်ချုပ်ရင်းပြီးတော့ပြက်ကျသွားတာမဟုတ်ဘဲနဲ့လေပြင်းတိုက်ခိုက်မှုကြောင့်စက်တက်လေဒီပြက်ကျသွားတာဖြစ်တယ်ဆိုတော့စက်တက်လေဒီပြက်ကျသွားတယ်ပထမအရှိမှလည်းပဲစက်တက်လေဒီကိုကျွန်တော်ပြက်ချနိုင်ခဲ့တဲ့အခြေအနေတွေရှိတယ်ပြီးတော့အခုတစ်ချိန်စက်တက်လေဒီကိုကျွန်တော်တို့ရရှိထားတယ်ပြီးတော့စက်တက်လေဒီဒါပြက်ကျတယ်ဆိုတဲ့တည်င်းနဲ့အချိန်တိုင်းကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကအဲ့ဒီစက်တက်လေဒီရောလေဒီအဲ့ဒီစက်တက်လေဒီမောင်းတဲ့ကောင်ရော ဒါဖန်စီပေးတယ်ဒါမှမဟုတ်ဒရင်ပေးတယ်ဆိုရင်မြန်မာငွေကျင်းသစ်မြန်မာငွေ350ပေးပါမယ်လို့ကျောကာဝေးတစ်ဖွဲ့ဝင်တွေကထုတ်ပြန်ကြေညာခဲ့တာဖြစ်တယ်ဆိုတော့မြန်မာငွေ350ကောင်းကင်ဘွားနေပြီးတော့ဒါမိုးပြန်ဘူပေါင်းကြီးပေါ့ဗျာအောက်ကိုကျလာတဲ့အချိန်မှာကျွန်တော်တို့ကလေးတွေဝိုင်းလိုက်ကြကျွန်တော်မိပါကျောင်းရဲ့ view ကိုကြည့်တဲ့ကျောင်းရဲ့မိသားစုဝင်တွေမှာလည်းဒါဒီကောင်းငင်ကနေပြီးတော့ကျွန်တော်တို့ဒါ လေဒီဟောပေါ့နော်မိုးပြန်ပူပေါင်းတွေပါလေဒါကြလာတဲ့အချိန်မှာကျွန်တော်တို့ like ခဲ့ဘူးတဲ့သူတွေရှိမယ်ကျွန်တော်လည်းယုံကြည်ပါတယ်ဆိုတော့ trolling လောက်မှာပဲကျွန်တော်ပြည်သူဟာကျွန်တော်တို့တဲ့အတူတသားနဲ့ block တောင်ရှိနေလဲဆိုရင်ချက်ချင်းပဲမြန်မာငွေ350လိုချင်လို့မဟုတ်ဘူးနော်ကျွန်တော်ပြည်သူကဝယ်ရေးတစ်ဖက်ဝင်နေချီးမြှင့်မဲ့ပတ်စံကိုလိုချင်လို့မဟုတ်ဘူးအဲ့ဒီကောင်တွေကိုယွန်လွန်းလွန်းအဲ့ဒီကောင်တွေကိုမြင်ချင်တော့အဲ့ဒီကောင်တွေကိုမုံလွန်းလွန်း အမျိုးလုံးတဆွေလုံးတအုပ်ကြီးတမကြီးလိုက်ပါလေရောဆိုတော့လေပြင်းတိုက်ခိုက်မှုနဲ့ဆက်တက်လေဒီဒါသူတွေပြန်လို့မရတော့အချိန်မှာအပေါ်ကနေပြီးတော့အကြမ်းမဖက်စစ်ခွေးပေါက်တကောင်ကခုန်ချပါတယ်ဆက်တက်လေဒီကတော့အရှိကိုဟာလေနဲ့ဆက်ပြီးတော့ပါသွားတယ်လေပြင်းနဲ့ဆက်ပြီးတော့ရွေ့သွားတယ်ဆိုတော့ခုန်ချပေမဲ့လည်းပဲအောက်မှာတုတ်ကြီးတမကြီးတပြုံကြီးလိုက်ဖမ်းတော့ ပြေးမလွတ်ပါဘူးအရှင်မိထားပါတယ်ဆောတာကျွန်တော်ပြည်သူမုန်းရင်ဖြည့်စေးမရှိဘူးကျွန်တော်ပြည်သူကိုဒါအမြဲတမ်းကျွန်တော်သတိပေးတယ်ခင်ဗျားတို့အမိတ်ဆက်ညှိမှန်းတာတွေတက်ဖြတ်တာတွေမလုံးနဲ့စစ်ကိုစစ်နဲ့တူအောင်တိုက်တက်ပါစေကျွန်တော်တို့အမြဲတမ်းအကြံဖတ်စစ်ခွစ်တက်ကောင်တွေကိုပြောတယ်ဒါပေမဲ့လည်းပဲသူတို့ဟာ သူတို့စစ်ရှုံးတော်လကောပြီးတော့တိုက်ပွဲဖြစ်ပွားတဲ့အေရိယာပတ်ဝန်းကျင်အကုန်လုံးကိုနေစဉ်ဘုံကျဲတက်ဖြတ်နေတဲ့နေစဉ်ကျွန်တော်တို့ဒါအလုံးကြားနေရတဲ့အခြေအနေပါဆိုတော့စက်တက်လေကြီးဘွားတွေခုံချပြီးတော့စိမ့်လာတဲ့ကောင်းတွေအောက်ကကျွန်တော်တို့ပြည်သူတွေရဲ့ဝိုင်းဟန်ဝိုင်းဖန်ခြင်းကိုခံလိုက်ရပါတယ်ဆိုတော့ဒီအခြေအနေမှာသူ့ရဲ့အဲ့နှစ်ကောင်ရဲ့ဘွားကလည်းမတွေးဝင့်စရာ စတက်လီဒီဆိုတာကဘာပြတ်မှတ်မှမရှိပဲနဲ့အပေါ်ကနေပြီးတော့ဘုံကျဲတဲ့ကောင်းပြီဆိုတော့ငါတို့မိသားစုဝင်တွေငါတို့ကလေးငယ်တွေငါတို့ဖုန်ကြီးတွေငါတို့အိမ်တွေကိုဖျက်ဆီးခဲ့တဲ့နှစ်ကောင်ရဲ့ဘဝကတော့တကယ်ကိုရှင်လေးပါတယ်ဒီနေ့မှာအခြေအနေတော်တော်ဆိုးနေတာဟိုဘက်ရှိကွက်ကဆိုတော့ဒီအခြေအနေကိုလည်းသူတို့မပြောင်းလဲနိုင်တော့ဘူး ဘလို့အကြောင်းမျိုးမျိုးနဲ့ပဲဖြစ်ဖြစ်လက်ရှိကျွန်တော်တို့တော်လှန်ရေးကတေချာပေါ့နိုင်ကိုနိုင်တယ်လက်ရှိအချိန်မှာလည်းကျွန်တော်တို့နေစဉ်အနိုင်ရနေစေဖြစ်တယ်ဟုတ်ပြီကျွန်တော်တို့ဒီစတက်လေဒီနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုတပ်ပုံဗီဒီယိုမှတ်တမ်းတွေထွက်ပေါ်လာမှာဖြစ်တယ်ပြီးတော့ကျွန်တော်လက်ရှိအချိန်မှာတော့စတက်လေဒီမောင်းနှိမ့်နဲ့ ဒါပိုက်လော့လို့လည်းမဟုတ်ပါဘူးဗျအဲ့ကောင်တွေကဘာအဆင့်မှရှိတဲ့ကောင်တွေမဟုတ်ပါဘူးအဲ့ဒီဆက်သက်လေဒီမောင်းတဲ့ကောင်အဲ့ဒီနှစ်ကောင်ကိုအရှင်ဖမ်းမိထားတယ်နောက်ကဆက်သက်လေဒီကိုလည်းကျွန်တော်တို့ဒါရရနိုင်ဖို့ဆက်ပြီးတော့ကျွန်တော်တို့စ조사နေတယ်ကျွန်တော်အနေနဲ့ကလည်းအတီးပြုတ်ပေးနိုင်ဖို့ကျွန်တော်မိဘတွေကိုဒါကျွန်တော်ရဲ့ Telegram မှာပြောပြပေးပါမယ်ဟုတ်ပြီဒါဆိုရင်တော့လက်ရှိမန်လေးမှာဘာတွေဖြစ်နေပြီလဲဆိုတော့မန်လေးမှာကျွန်တော်ရွှေဆိုင်ဓမြတိုက်ခံလိုက်ရတယ် အဲ့ဒီဗီဒီယိုဖိုင်ကိုလည်းကျွန်တော်ရဲ့မိဘတွေကျွန်တော်ရဲ့ Telegram မှာဝင်အောင်ကြည့်ရှုပြီးပြီလို့တော့ကျွန်တော်မျှော်လင့်နေတယ်။ဆိုတော့နေကင်းကြောင်တောင်ကြီးရွှေဆိုင်ကိုဝင်တိုက်တာကတစ်ချက်။ပြီးတော့ဝစ်လာတဲ့အဝတ်အစားတွေကလည်းပျောက်ကြားခွက်တွေဖြစ်နေတာကတစ်ချက်။ပြီးတော့သူတို့တွေဟာလက်နက်ကိုလွယ်လွယ်ကူကူဒါရှိနေတယ်ပေါ့ဗျာ။ဟုတ်တော့ဒီလိုအချက်တွေကိုစုပေါင်းလိုက်တဲ့အချိန်မှာဘာသူဖြစ်နိုင်ပါလဲ။ ဘသူနဲ့ဆက်ဆက်တဲ့သူတွေဖြစ်ပါတယ်ပြီးတော့ဓမြတိုက်သွားတယ်တော်သေးတော့ဆိုင်ထဲမှာရွှေတွေအများကြီးတော့မရှိဘူးပေါ့နော်ဆိုတော့ခမန်းကျွန်တော်တို့24ချက်သားကျော်ပေါသွားတယ်လို့တော့သိထားရတယ်ပေါ့နော်ဆိုတော့ဒီတည့်ခန်းတွေကိုလည်းအခုချိန်ဒီဖမ်းလို့မမိသေးဘူးဟုတ်ပြီနောက်တစ်ခုကတော့မန်လေးမြို့ငိမ့်စားပမောက္ခဒေါက်တာဒေါ်ထွေးထွေး အသက်ခံလိုက်ရတဲ့ကိစ္စရှိပါတယ်။သူလည်းမန္တလေးမြို့ပသိမ်ကြီးမြို့နယ်ကအငိမ့်စားပမောက္ခတအုပ်ဖြစ်ပါတယ်။အသက်66နှစ်ရှိနေပါပြီ။သူကတကူဒီအပြိုကြီးလို့လည်းသိရပါတယ်။ဆိုတော့သူ့ကိုဒါအင်ချမ်းမြေလိုက်ပြဖို့အတွက်ခေါ်ဆောင်သွားရင်းနဲ့သူ့ကိုတက်ဖြစ်ခဲ့တယ်။ပြီးတော့သူနဲ့ပတ်သွားတဲ့လက်ဝဲရနာတွေအကုန်လုံးချုပ်ယူပေါ့ဗျာ။အဲအကုန်လုံးခိုးဆိုးလူနိုင်ပေါ့ ဒီလိုလုပ်သွားတယ်လို့ကျွန်တော်သိရတယ်ဒါကိုကျွန်တော်ပြောနေခြင်းကလက်ရှိအချိန်မှာကျွန်တော်တို့မန်လေးရဲ့အခြေအနေကတော်တော်လေးကိုစိုးရွားနေပြီဆိုတော့အုံချုံချင်နေတယ်မင်းလုံးချင်နေတဲ့កောင်ကစောက်သုံးတစ်စက်မှမကြသူအသုံးမကြတော့ကျွန်တော်တို့ပြည်သူတွေငတ်လာကျွန်တော်တို့ပြည်သူတွေငတ်လာတာနဲ့အမျှခုလိုမျိုးဒါခိုးဆိုးလူနိုင်ဖြစ်စဉ်တွေပို့ပြီးတော့များလာနိုင်တယ် ဒါကျွန်တော်အရှိပြောက်ပြောတာပါဒါရွှေဆိုင်ကိုဓမြတိုက်သွားတဲ့ဖြစ်စဉ်ကတော့ဒါတာမန်ပြည်သူမဟုတ်ဘူးဆိုတာကိုတော့ကျွန်တော်မိပါတွေတွေ့ရမှာဖြစ်တယ်ဒါတနက်ကင်နေဆိုတဲ့ကပြီးတော့မန်လေးရဲ့အဓိကနေရာလည်းဖြစ်တယ်ပြီးတော့ဝစ်လာတဲ့အင်ကြီးကလည်းပျောက်ကြားဒါတော်မှကျွန်တော်တို့သူတို့က PDF ဆိုပြီးတော့ဆွဆွဲကျင်သေးတယ်ဆိုတော့မန်လေးမြို့လေကောင်အထိကျွန်တော်တို့ PDF ကစုံမှုနေပြီလား ပြီးတော့ကျွန်တော်တို့ PDF တွေ PDF တွေကတောက်ကြားကအင်ဂျီတွေဝတ်ပြီးတော့ foreign ကြီးမြန်လေးမှာရှောက်သွားလို့ရနေပြီလားဒါကတော့ကျွန်တော်မိဘတွေကြည့်နေတဲ့တဝူးချင်းစီတိုင်းမှာဖြေရှိပါတယ်ဟုတ်ပြီမြန်လေးကတော့မလုံခြုံတော့မြန်လေးတွေမဟုတ်ဘူးအကျမဖတ်စစ်ခွေးတက်အုတ်ချုပ်နေတဲ့နေရာတိုင်းလုံခြုံမှာမဟုတ်တော့ပြီးတော့ကျွန်တော်တို့နိုင်ငံဟာစာဝတ်နေရေးအရန်ကိုခက်ခဲသွားပြီဥပမာ ကိုယ့်ရဲ့သားသမီးတွေနေစရာမရှိစားစရာမရှိဖြစ်နေတဲ့အချိန်မှာသူတို့ရဲ့မိဘတွေဘာလုပ်မယ်ထင်ပါ့မလဲဒီနိုင်ငံကိုအုပ်ချုပ်ချင်နေတဲ့ဒီနိုင်ငံမှာမင်းလုပ်ချင်နေတဲ့ကောင်တွေကဒီနိုင်ငံတွင်းထဲကပြည်သူကိုစားဝတ်နေရေးအခြေခံလေးတော်မှာအဆင်ပြေအောင်အလုပ်ကင်ခွင်လန်းမရှာဖွေပေးနိုင်ဘူးကုံစင်းနှုံးနေလေဒါမထိန်ချုပ်နိုင်ဘူးပြီးတော့ ကျွန်တော်တို့ဒါသဘောဘေးအန္တရာယ်တွေကြာရောက်နေတဲ့အချိန်မှာလည်းပြည်သူစီကိုပို့ခဲ့တာဘီစကော့တောင်းမရောက်ဆိုတော့ဒီအခြေအနေတွေမှာပြည်သူတွေအယမ်းကိုစင်ရဲမွဲတေသွားကြတယ်ဟုတ်ပြီတာသမီတယောက်အယမ်းကိုငပ်ပြတ်နေတဲ့အချိန်မှာသူတို့မိဘလို့လှုပ်ချင်ရလှုပ်သူတို့လှုပ်ကြတော့မယ်ဆိုတော့ဒါဟာလက်ရှိအုတ်ချုပ်နေပါတယ်ဆိုတော့ မင်းအောင်လှိုင်းတဲ့အပေါင်းပါကြောင့်ကျွန်တော်ပြည်သူတွေဒီချက်ပို့ပြီးတော့ခက်ခဲနေကြတာဒီချက်ပို့ပြီးတော့ကြမ်းတမ်းနေကြရတာဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေကျွန်တော်ရဲ့မိဘတအူးချင်းစီတိုင်းအထူးကူဆိုင်ပေးပါဆိုတော့ဖြစ်နိုင်မယ်ဆိုရင်တော့ကိုပိုင်ဒါကိုကိုကိုကာကွယ်ဖို့အတွက်အချို့ပစ္စည်းကိရိယာတွေနဲ့စောင့်ဖြားတင်ပါတယ်ဥပမာဒါစပရေးဘူးတွေလိုမျိုးဒါမျက်စင်းပေါ့ဗျာ မျက်နှာကိုဖျန်းတဲ့စပရေးပူးလိုမျိုးပြီးသွားရင်ကျွန်တော်တို့ဒါဘောပင်ပေါ့နော်ဘောပင်ဘောပင်အချို့ဘောပင်တွေဟာဗာအချုံအတက်အဖြစ်အသုံးပြုလို့ရတဲ့ဘောပင်တွေရှိပါတယ်ပြီးတော့နောက်တစ်ခုကကျင်ဆက်ထုံဆက်ဆိုတော့နောက်တစ်ခုက အလံဆိုဒါလေးတွေကိုဒါမိမိတို့နဲ့အနီးဆုံးတတ်နိုင်ဆုံးမှာသူတို့အုတ်ချုပ်နေတဲ့အချိန်ပေါ့ဗျာဆိုတော့ဒီဥပဒေနဲ့လွတ်တဲ့ပစ္စည်းမျိုးတွေကိုလည်း ဒါကန်ဆောင်တင့်နဲ့ဆောင်ထားတင့်တယ်လို့ကျွန်တော်အကြံပြုလို့ရတယ်။တယောက်နဲ့သွားလို့လည်းစိတ်မချဘူး။နှစ်ယောက်သွားလို့လည်းစိတ်မချဘူး။ဆိုတော့ကိုယ်ဆိုင်မှာကိုကောင်းကောင်းမွန်မွန်ရောင်းဝယ်ဖောက်ကားနေပေမဲ့လည်းစိတ်မချဘူး။ဆိုတော့အနေဆုံးကြည်စက်လေးရှိတယ်ဆိုရင်ကျွန်တော်တို့ပုံပြန်လို့ရတယ်။အနေဆုံးကျွန်တော်တို့အလန်းပေါ်ပြအတန်ကျေနိုင်တဲ့အလန်းမျိုးကျွန်တော်တို့ဒါဖန်တီးနိုင်နေဆိုရင်ဒါပဝင်းချိန်ကအကူအညီတွေလည်းရကောင်းလဲရနိုင်တယ်ဆိုတော့ ဒီနေ့မှာကျွန်တော်တို့ဒါတတဗေဒဌာနကအငိမ့်စားပေါမောက်ခအသက်66နှစ်ဒါလူယူရိုက်တဲ့ချင်းခံလိုက်ရတယ်ပေါ့ဒါဒီချင်းတွေဟာလက်ရှိကျွန်တော်တို့နိုင်ငံအတွင်းထဲမှာစင်းမွတ်တူမှုတူကြောင်းဖြစ်ပေါ်နေတာပါကျွန်တော်ပြည်သူတွေအယံကိုဒုက္ခရောက်နေတယ်ဆိုတော့ဒါတွေကိုကြောင်းမိပါတွေဒါသတိပြုစင်ញင်မှာ ီးတော့အပြင်သွားတဲ့အချိန်မှာကျွန်တော်တို့ဘောနာတန်ဖိုးရှိတဲ့ပစ္စည်းတွေဒါလူမြင်အောင်ဒါဝတ်မပြတာတော့ပို့ပြီးတော့တင့်တော်မယ်ပြောလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့တကယ်ချမ်းသာတဲ့သူတွေဟာသူတို့ရှိပါတယ်သူတို့ချမ်းသာပါတယ်ဆိုတာကိုမဝါကြွားကြဘူးမထုတ်ဖော်ကြဘူး။ကမ္ဘာမှာအရန်ကိုချမ်းသာတဲ့နိုင်ငံကြီးရှိတယ်။အဲ့ဒီချမ်းသာတဲ့နိုင်ငံအတွင်းမှာချမ်းသာဆုံးသော အိမ်တွေပြီးတော့အဲ့ဒီအိမ်တွေပိုက်ဆိုင်နေချမ်းသာဆုံးသောတထေးတွေရှိတယ်။ဒါပေမဲ့အဲ့ဒီတထေးတွေကိုတေချာစွာလေ့လာကြည့်မယ်ဆိုရင်သူတို့ကို၌ချမ်းသာတယ်လို့ကျွန်တော်တို့မမြင်ရဘူး။အယံကိုထူကြတယ်။ဆိုတော့ပြည့်တဲ့ဟိုကဘောင်မန်ခတ်ပဲနဲ့မပြည့်တဲ့ဟိုကဘောင်မန်ခတ်တယ်ဆိုတဲ့စကေဂျူးလေးအတိုင်းပါပဲ။ဆိုတော့ကျွန်တော်တိုက်ပွဲတွေကဒီချက်ပို့ပြီးတော့ပြင်ထန်ဖို့ ရှိနေပါတယ်။ဆိုတော့တော်ရမိဘပြည်သူတွေအနေနဲ့စစ်မှတ်ဖြစ်တဲ့နေရာကနေပြီးတော့ကြိုတင်ရှောင်ရှားနှိုင်ဖို့နဲ့ကျွန်တော်တို့ရဲ့စစ်ဟာမြို့ပြဒေတာအထိကူးဆက်လာမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဒီဘက်ကဒါချို့သောခြေရွာတွေချို့သောနေတွေကနေပြီးတော့စစ်ရှောင်သူတို့ဘယ်နေရာကိုစစ်ဆောင်လဲအကြမ်းဖက်စစ်ခွေးအုပ်ချုပ်တဲ့နေရာကိုထပ်ပြီးတော့ရှောင်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 သွားတယ် ဆိုတော့ဒီလိုရှောင်ရင်းကအကျံဖက်စစ်ခွေးတက်ရဲ့ကဒွင်းတွေကိုထပ်ပြီးတော့သက်စင်းသွားတာဖြစ်တယ်။ဒါလေးကိုလည်းကျွန်တော်မြင်ပါတယ်သတိပြုမယ်လို့တော့မျှော်လင့်ရင်းနဲ့ဒီနေ့ဗီဒီယိုကိုဆုံးသက်ပြစေ။နောက်လာ